တရားပြီမှာဖျားခွင့်တယ်လို့ပြောတယ်ဗျာ။ညဉ့်ညမှာတရားတရားတိရတယ်။ညကတရားဖျားခွင့်တယ်ပေါ့။ညဉ့်ညမှာဖျားခွင့်တယ်။ပြောတော့ကတရားပြီနေတယ်ဖျားခွင့်တယ်ပဲ။ကြောင်ပြီ ရောပြီးတော့ခြောက်လုံးတယ်ဟဲ့လားတို့လူကြီးနဲ့မှဘုရားမသိရတဲ့တော့ဘုရားမပွင့်နေဘူးအဲအလိုမျိုးတိခါတယ်ဒီမှာဘုရားအစ်စ်ကိုမသိဘူးပေါ့နော်ပြညတ်ဘုရားပဲသိတာပေါ့ဘောရမညက်စွာဘုရားဆိုတာ ਨੇ ဒါကဟို ုဂ္ဂိုလ်ဖရာပါလေတကယ်ဖရာစစ်ကဒီမညံဖူညံတပ္ပညုတညံတော်တွေပေါ့နော်တောင်းတောင်းညံနဲ့မှသိနိုင်တဲ့ညံနဲ့မှသိနိုင်တဲ့ညံတော်ဖရာပေါ့လေဂုံတော်ဖရာပေါ့ပုဂ္ဂိုလ်ဖရာဆိုတာတော့ဒါတိဖို့မခက်ခဲဘူးပေါ့ဒါပေမဲ့ဖရာစစ်ကညံတယ်ဒီပုဂ္ဂိုလ်ကတော့ ိဋ္ဌာတမင်းသားဘဝတော့ကလည်းဒီပုဂ္ဂိုလ်ပါပဲဒီဒီလူပဲပေါ့တရားဖြစ်သွားတော့လည်းဒီလူပါပဲလူကတော့ဒီလူပဲဒါပေမဲ့ဉာဏ်ပြောင်းသွားတာပေါ့ဉာဏ်ရသွားလို့ဘုရားဖြစ်တာဒီလူကဘုရားဆိုရင်တိဋ္ဌာတမင်းသားဘဝတွေကဘုရားဖြစ်နေရမှာပေါ့အဲ့လိုမဟုတ်ဘူးလေဒီကုန်ကတော့ဒီလိုမဉဏ်ဘုံဉဏ်တပ္ပညုတဉဏ်တော်တွေမရခဲ့ဘူးမရသေးဘူးပေါ့အဲ့တော့တရားကျင့်လိုက်တော့မှတရားကိုသိသွားတော့မှအဲဘုရား ဖရာအစ်စ်ကိုတည်တဲ့အတိဉဏ်ထိတတ်တာမြင်လာမှာပေါ်ပေါက်သွားတဲ့အတွက်အဲ့ဒီမှာသူ့ကိုလည်းဖရာဖြစ်ဖရာဖြစ်ပြီလို့ကိုကိုကိုလည်းတည်ရပေါ့ရှိရှိဖရာတွေကိုလည်းသိရှိသွားတော့ရှိရှိဖရာတွေလည်းဒီလိုပဲတရားကိုတစ္ဆာလေးပါမှန်တရားတွေကိုစိတ်စေတဲ့ယုံနိဗ္ဗာန်ဆိုတဲ့ ਪਰ မတ်ထတရား၄ပါးကိုအကြောင်းကျိုးတရားတွေကို ကံနဲ့ကံရဲ့အကျိုးပေးတွေကိုပရိစ္ဆတ်သမုပ္ပတရားတွေကိုပေါ့သိရှိသွားခြင်းကြောင့်ဘုရားဖြစ်သွားတယ်ဆိုတော့သိစရာလည်းကုန်တယ်ကျင့်စရာလည်းကုန်တယ်ဣလေတာကိုဝါရဏာနဲ့တကွပယ်တတ်သွားနိုင်တဲ့အခါကျမှကိုကိုကိုလည်းဘုရားဖြစ်ပြီလို့သိရအောင်နော်ဘုရားဆိုတာဒီအသည့်တွေပဲဘုရားသိတဲ့အသည့်တွေကိုသိသွားတော့မှဘုရားမှရတဲ့ဉာဏ်တွေရရှိသွားတော့မှ ကိုကိုကိုလည်းဘုရားဖြစ်ပြီလို့သိတယ်ရှေ့ရှေ့ဘုရားတွေကိုလည်းသိရှိသွားတယ်ဆိုတဲ့သဘောမျိုးပေါ့တရားကျင့်တယ်ဆိုရင်လည်းအဲ့ဒါတရားကိုသိမှဘုရားကိုသိမယ်ဆိုတာလေဘုရားဟောတဲ့တရားတွေကိုလက်တွေ့ကျင့်ကြံတယ်ဆိုရင်တော့ဒီတရားတွေကတကယ်အမှန်တရားတွေပဲတဘာဝတရားတွေပဲတရားရှင်ကလည်းတရားတွေကိုဆရာသမားအကူအညီမပါဘဲနဲ့ကိုယ်တိုင် ဖုထွက်ပြီးတော့သိရှိအောင်ကြည်ကြံအားထုတ်သွားနိုင်ခဲ့တာပဲဒီလိုကြည်ကြံအားထုတ်သွားနိုင်တဲ့ဘုရားတွေကလည်းကင်းကာဝလူပြည့်စုံမကရှိခဲ့ပြီးနောက်လဲကင်းကာဝလူပြည့်စုံမကဖွင့်တော်မူအောင်ပါပဲဆိုတဲ့ဒါအမှန်တရားကိုဒီလိုရှားမှာပဲတတဝါတွေကိုဒီလိုလမ်းပြမှာပဲ၊ကုညီရမှာပဲဆိုတဲ့ဒါဘုရားရှင်သိစေခြင်းနဲ့ပေါ့တရားကိုလက်တွေ့ကျင့်ကြံအားထုတ်ပြီးသိမှာ စာဖတ်လို့သိုံနဲ့တရားနာလို့သိုံနဲ့တော့ဟိုဒါလက်တွေ့ချင်းကြံမပါဘူးနှလုံးသွင်းမှုမပါဘူးဆိုရင်တော့တရားကိုတကယ်သိတယ်လို့ပြောလို့မရဘူးပေါ့တစိမ့်ခံပြီးသိတာတကယ်သိတာမဟုတ်ဘူးပေါ့ကိုယ်တိုင်ချင်းပြီးတော့ကိုယ်တိုင်နှလုံးသွင်းပြီးတော့ကိုယ်တိုင်သိတာမှာတရားကိုသိတယ်အဲ့လိုသိမှာဟောဘုရားအစ်စ်ကလည်းဒီလိုသိတာဘုရားအစ်စ်ပါလားဆိုတော့ ဘုရားရာကိုသိတော်မူတဲ့တပညတဉာဏ်တော်ကိုဟိုရရှိသွားလို့ဒါကိုမရဘူးဆိုရင်တော့မှဒါဘုရားမှာဒီလိုဉာဏ်တော်တွေရှိတယ်ဆိုတာတော့ဟိုနားလေသဘောပေါက်နိုင်တာပေါ့လေဖြစ်ရတဲ့ပါရမီရှင်ရတယ်မတူဘူးပေါ့ဟိုတကယ်သိတာတော့ဘုရားဖြစ်မှာပဲဘုရားကြောင့်တကယ်သိတာပေါ့နော်ဟိုဘုရားမဖြစ်ပဲနေရဟန္တာဖြစ်ုံနဲ့တော့ဘုရားရဲ့ အရေးချင်းတွေကိုယ်မှာတကယ်မရှိဘဲနဲ့တော့ဘုရားအကြောင်းဘုရားမှန်းတော့သိနေပါလေဘုရားဆိုတာကိုအတိအဝသိချင်ချာကြီးသိဖို့ဆိုတဲ့အတိုင်းသားလေသူကတော့ဘုရားဖြစ်မှာပဲဘုရားကစုမှာတာနောက်ဘုရားအရင်ဘုရားတွေနဲ့နောက်ဘုရားတွေအကြောင်းသိနိုင်တာမျိုးပေါ့အဲ့တော့အများစုကတော့တရားကိုလည်းတကယ်မသိကြတဲ့အခါကျတော့ဘုရားကိုသိတဲ့ဘုရားကလည်း လောဘဒေါရမောဟနဲ့ပြီးတဲ့ဖျားပဲဖြစ်နေတာပေါ့လေလောဘဒေါရမောဟနဲ့ကိုတိကျင်တယ်လို့သိနေတဲ့ဖျားပဲဖြစ်နေတာပေါ့တကယ်ဖျားစစ်ကိုဉာဏ်တော်စစ်တွေကိုသိရှိတာမျိုး မဟုတ်ဘူးပေါ့ တခြားတရားတွေကြတော့အဲ့ဒီလိုစမ်းတက်စစ်ဆေးလို့မရဘူးပေါ့အခုဖះဟုတ်မဟုတ်တာဖះစစ်မစစ်သိချင်ဒါဖះဟောတဲ့တိုင်းကြင့်ကြည့်လိုက်လက်တွေ့လိုက်နာကြည့်လိုက်ပေါ့ဖះခင်းတဲ့လမ်းကိုရှောက်ကြည့်လိုက်အဲ့ဒါဆိုရင်တန်လျာကင်းသွားတယ်ပေါ့လေဒါတကယ်တရားတရားစစ်ပဲဖះဖះစစ်ပဲဆိုတာပေါ့ဖះတရားတန်ကစစ်ကိုပေါ့ လက်ခံသွားနိုင်တယ်ပေါ့ဒါရှင်သာရိပုတ္တရာတို့ရှင်မောဂ္ရှင်မောဂ္ဂလန်တို့ရှင်မဟာကတ္တပါတို့ရှင်နုအနုယုတ်တာတို့ဒီလိုဘုရားရဲ့တပည့်သားတွေပေါ့ရှင်အနန္တတွေဒါရီယာလည်းတကယ်တန်ခါအစ်စ်တွေပဲပေါ့လေဘုရားရှင်ရဲ့လမ်းစဉ်ကိုလိုက်နာကျင့်သုံးပြီးတော့ပါရမီဖြည့်သွားတဲ့ပုဂ္ဂိုလ်တွေပဲတကယ်အာကိုရတန်ခါအစ်စ်တွေပဲဆိုတော့လေသဘောပေါက်သွားတာ ီမနိုင်ငံမှာလဲဒါတကယ်ကြင်ကြံအားထုတ်တဲ့ဒါပုံကိုယ်တွေရှိကြတာပေါ့လေပြမကျော်ကြတဲ့ဆရာသမားတွေရှိကြတာပေါ့အဲ့ဒါတွေကလည်းဒါတန်ခါဆစ်လို့ယူဆလို့ရနိုင်တာမျိုးတွေပေါ့နော်ဘယ်လိုမျိုးရှိကြတာပေါ့သမုဒိတန်ခါရှိတယ်လို့ပရမတ်ထတန်ခါတွေလည်းရှိကြတာဒီတရားတွေချက်မှာပဲ ဒီလိုဟောကြားတဲ့ပုံကိုယ်ရဲ့အကြောင်းလဲရှင်းရှင်းလင်းလင်းနားလည်နိုင်တာမျိုးပါလေဒီလိုတိလို့ယန္တာဖြစ်သွားတယ်ဒီလိုတိလို့ဘုရားဖြစ်သွားတယ်အဲ့တော့တိဘွားလည်းကျင့်မှပဲတိမှာပါလေအဲ့တော့လက်တွေ့ကျင့်ကြံမှာ တရားရှင်တည်တယ်လို့ပေါ့ဆရာသမားတွေတည်တယ်လို့ပြီးတဲ့အခါကျမှဘုရားတရားတန်ခါနဲ့ပတ်တယ်လေယုံမတန်နေရကျင်းသွားတယ်ပေါ့အဲ့ဒီအစ်မရောက်တွေ့ရတော့ယုံတယ်လို့မယုံတယ်လို့ယုံလိုက်မယုံလိုက်ပေါ့အဲ့လိုပဲဖြစ်နေမှာတည်တယ်လို့မတည်တယ်လို့ percentage. Yeah. ်တရားလို့ရင်လို့လူကျင်တဲ့စိတ်တို့အလိုဘုန်းကြီးဝိရှင်တဲ့စိတ်တို့ပြောကျင်ဆိုကျင်တဲ့စိတ်တို့